င်းအိန္ဒိယလေရင်ပြတ်ကြမဲ့အကြောင်းတပတ်ကြိုတင်ဟော်ကိန်းထုတ်ခဲ့တဲ့နက်ခက်ဗေဒပညာရှင်မျိုးသမီးအားလုံးမင်္ဂလာပါဆယ်လီတိုင်းယူပေးကနေပြန်လည်ကြိုဆိုလိုက်ပါရီ2025ခုနှစ်ဇွန်လ12ရက်နေ့ကဖြစ်ပွားခဲ့တဲ့အိန္ဒိယနိုင်ငံခီးတယ်တင်လေရင်ပြတ်ကြမှုကတစ်ကမ္ဘာလုံးကိုတုံ့လောက်သွားစေပါရီ အိန္ဒိယနိုင်ငံအမာတာဘဲမြို့ကနေဗီတိန်နိုင်ငံလန်ဒန်မြို့စီဥတီပြန်တဲ့အိန္ဒိယလေယာဉ်ဟာပြန်တက်ပြီးမိနစ်ပိုင်းကြာမှပဲပြတ်ကျသွားခဲ့ပါရယ်ခရီးစဉ်မှာဆွဆွပါလူ142ဦးလိုက်ပါသွားပြီးတော့အသက်ရှင်ကျန်ရသူကတော့အရန်နေပါပါရယ်ပို့ပြီးတော့စိတ်မကောင်းစရာကတော့လင်းရင်ခီးစဉ်မှာမပါဝင်ပေမဲ့လေလင်းရင်ဝင်တိုက်မိတာကြောင့်ကွယ်လွန်ခဲ့ရတဲ့စေချောင်းသားနဲ့ဆရာဝန်တွေဖြစ်ပါရယ် လေရင်ကပြန်တက်ပြီးနောက်နှိမ့်ဆင်းသွားပြီးလေစိတ်အနီကလူနေရက်ွက်အနီကိုပြက်ကျသွားခဲ့တာပါပြက်ကျတဲ့နေရာကတော့ဆီအဝင်းနေတဲ့စေချောင်းသားတွေနေထိုင်ရာအဆောက်အဦဖြစ်နေပါတယ်လေရင်ခင်းစင်မှာမလိုက်ပါတာတောင်မှလေရင်ကသူတို့ရှိတဲ့နေရာကိုတက်တဲ့ကြီးပြက်ကျသွားခဲ့တာပါလေရင်ပြက်ကျဖို့ပါပါဝေးပေပဲကံကောင်းစွာနဲ့တက်ရှည်ကြရေးသူကတော့ခီးတဲ့တယောက်ဖြစ်ပြီးသူ့နာမည်ကတော့ Fishwash Kuma Rami ဖြစ်ပါ යි အိန္ဒိယလူမျိုးဗီဒီနိုင်ငံသားတယောက်ဖြစ်တဲ့ Fishwash ကလေရင်ပေါ်ကနေ ဘာသာခုံထွက်ပြီးတော့ကယ်ဆယ်ရေးသမားတွေစီလမ်းလျှောက်ထွက်လာခဲ့ပါတယ်။အိန္ဒိယလေယာဉ်ပြတ်ကျမှုမှာကွယ်လွန်သူတွေများစွာရှိရာကြောင့်အားလုံးကစိတ်မကောင်းဖြစ်ကြပြီးလေယာဉ်ပြတ်ကျမဲ့အကြောင်းကိုတပတ်ကြိုတင်ဟောကိန်းထုတ်ထားသူတယောက်ရှိပါတယ်။သူကတော့အိန္ဒိယနက္ခတ်ပညာရှင်တဦးဖြစ်ပြီးဆိုရှယ်မီဒီယာပေါ်မှာ Astro Shamita လို့လူသိများပါတယ်။ Astro Shamita က Air India လေယာဉ်ပြတ်ကျမှုချင်းမဖြစ်ခင်တပတ်လောက်ကလေယာဉ်ပြတ်ကျမဲ့အကြောင်းကိုကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။ဇွန်လ9ရက်နေ့မှာတော့ 什么大纲？ H မှာ2025မှာလေရင်ပြတ်ကျမှုနဲ့လေကြောင်းဆိုင်ရာပျက်စီးမှုတွေဖြစ်နိုင်နေဆိုပြီးတော့ရေးသားထားပါတယ်။ဂျာရီမကာဒီဝဲနေ2024ခုနှစ်တုန်းကလည်း2025ခုနှစ်မှာလေရင်ပြတ်ကျမှုတရင်ကောင်းစင်တွေကြောင့်တော်လို့ရလိမ့်မယ်လို့ဟော့ကင်းထုတ်ခဲ့ပါတယ်။သူရဲ့ဟော့ကင်းကတော့တကယ်မှန်ကန်နေတာကြောင့်စိတ်ဝင်စားမှုများပြားနေပါတယ်။ဇွန်လ9ရက်နေ့မှာဟော့ကင်းထုတ်ခဲ့ပြီးတော့ဇွန်လ12ရက်နေ့မှာတော့အမှန်တကယ်ပဲလေရင်ပြတ်ကျသွားခဲ့ပါတယ်။လေရင်ပြတ်ကျပြီးတော့နောက်တစ်ရက်မှာတော့ကံမကောင်းမှုတွေဖြစ်စေတယ်လို့လူအများကယုံကြည်ကြတယ်။73ရက်နေ့တောက်ကြနေဖြစ် ်နေပါတယ်။ဒီလိုတိုက်ဆိုင်မှုများစွာရှိနေတာကြောင့်သူရဲ့ဟော့ကင်းကိုကမ္ဘာတဝန်းကလူအများကအားအသင့်နေကြရပါတယ်။၂025ခုနှစ်အတွင်းမှာလေရင်ပြက်ကျမှုသတင်းကောင်းစင်များကိုဆိုပြီးတော့ချုပ်တင်ဟောထားခဲ့လို့နောက်ထပ်လေရင်ပြက်ကျမှုများလည်းရှိနိုင်အောင်မလားဆိုပြီးတော့တွေးတောစရာတွေလည်းဖြစ်လာခဲ့ပါတယ်။ဘေးရင်ကိုချို့တွေကမယုံကြည်ဘူးလို့ပြောပေမဲ့လည်းဒီလိုတိကျတဲ့ဟော့ကင်းတွေကလည်းရှိနေတာကြောင့်သူရဲ့နောက်ထပ်ဟော့ကင်းတွေကိုလည်းစိတ်ဝင်စားနေကြပါတယ်။၂024ခုနှစ်ဒီဇင်ဘာ29ရက်နေ့မှာလည်း ိုရီးယားလေယာဉ်ပြတ်ကျခဲ့ပြီးတော့2025ခုနှစ်ဇွန်လမှာအိန္ဒိယလေယာဉ်ပြတ်ကျသွားခဲ့ပါပြီ။ပြင်းထန်တဲ့လေယာဉ်ပြတ်ကျမှုမှာမိသားစုလိုက်ကွယ်လွန်သွားသူတွေလည်းရှိတဲ့ပြင်လေယာဉ်ခင်းစင်မှာမပါဝင်ဘဲနဲ့ကွယ်လွန်သွားသူတွေလည်းရှိပါသေးတယ်။လေယာဉ်ခင်းစင်မှာမပါဝင်ဘဲအသက်မထိခိုက်ရုံမကထင်ရနိုင်ငယ်လောက်သာရပြီးတော့အသက်ဘေးကနေလွတ်မြောက်သူတွေကလည်းရှိပြန်ပါသေးတယ်။ဒီလေယာဉ်ကြီးပြတ်ကျမှုကတော့စမ်းကျယ်တဲ့ကံကြမ္မာကြီးကိုထင်ရှားအောင်ဖော်ပြပေးသလိုဖြစ်သွားခဲ့ပြီးလူများစွာကွယ်လွန်သွားတဲ့အတွက်အားလုံးကစိတ်မကောင်းကြပါဘူး။အိန္ဒိယလေယာဉ်ပြတ်ကျမှုမှာကွယ်လွန်သူတွေကလည်းကောင်းမွန်ရာပုံပွား ကိုရောက်ရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဗီရီနီကအနာဂတ်ကိုကြိုတင်ပြီးတော့မြင်နိုင်တဲ့စွာနဲ့ပတ်သက်ပြီးပရိသတ်ကြီးရောယုံကြည်ကြလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုပါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။